နဂါမာလီအီမီဆန်ကိုရောတနိုင်ကလုံးကပြည်သက်တွေကရိုက်သက်ချင်နေကြလိမ့်ဖြစ်ပါရယ်အခုလိုမျိုးတနိုင်ကလုံးပြည်သူတွေအင်္ဂလိပ်မေးကြီးနဲ့ဒီဆုံနေကြတဲ့အချိန်မှာအီမီဆန်ကလှောင်ပြောင်းနေပေါ့ဗျာနော်သူကပြောလို့သူစိတ်တို့လို့ငလင်လာတာရေမောပြီးတော့နော်သူကသူဒါငလင်လောက်တာပြည်သူတွေဒီဆုံနေကြတာသူကြောင့်ဖြစ်တယ်ဆိုပြီးတော့ဘုံယူဝင်းချောစာပဲရေမောပြီးတော့ဒါပြောဆိုနေကြတာကြောင့်ပြောဆိုနေတာဖြစ်တဲ့အတွက်တနိုင်ကလုံးကပြည်သူတွေကတော့အီမီဆန်ကိုရိုက်သက်ချင်နေကြလိမ့်ဖြစ်ပါရယ်အခုလိုမျိုးဆော့ရှယ်မရှိတဲ့ကောင်းမဟလား ကြံ့မပြည့်တဲ့ကောင်မကငလင်လောက်တာကိုဂုံယူဝင်းချောစာနဲ့ပြည်သူပေါင်းထောင်ချီတည်ဆုံနေတာကိုဂုံယူဝင်းချောစာနဲ့ပြောဆိုနေကြတာကိုတနိုင်ကလုံးဝပြည်သူတွေကလုံးဝကိုလက်မခံနိုင်ဘူးအရန်ကိုသိနေကြပြီလေဖြစ်ပါရဲအခုသတင်းတွေထပ်ပေါ်လာတဲ့အဲ့ဒါကတော့အီမီဇာဟာစိတ်ချမရေးစေယုံရဲ့ပေါ်ယူခြင်းကိုခံနေရပြီးတော့ရွာသားကြီးမှာစေယုံလာတတ်ဖို့အတွက်ဆရာဝန်တွေရဲ့အရေးပေါ်ပြချခြင်းကိုခံနေရပြီလို့သိရပါတယ်နော်ခံနေရပြီလို့သိရတယ် အဗီဇာဟာအရင်ကလေစိတ်ချမိုင်းစယုံမှာပြခဲ့မှုကြောင့်သူ့တော်ရင်ကိုယ်ရင်ကအတည်ပြုထားပြီးဖြစ်ပါရယ်။အုံးလေးအမီဇာဟာတက်မပြေစွာနဲ့တနိုင်ကလုံးကပြည်သူတွေရဲ့ဒီဆုံးခြင်းကိုလောင်ပြောင်းနေတယ်လို့ဖြစ်နေတဲ့အတွက်သူစိတ်ချမိုင်းအခြေအနေကလုံးဝစိတ်ချလို့မရဘဲနဲ့ပြန်လဲကုသရမယ်ဆေးတောက်ရမယ်အခြေအနေမှာရှိနေတာဖြစ်တဲ့အတွက်စိတ်ချမိုင်းစိတ်ယုံဖြစ်တဲ့ရွာသားကြီးကနေပြီးတော့ဆရာဝန်တွေကအမီဇာကိုစိတ်လာကူဖို့အတွက်အရေးပေါ်တောင်းဆိုနေကြပြီလေသူအမီဇာစုအတိုင်းဝန်ကိုတောင်းဆိုနေကြပြီလေဖြစ်ပါရယ်ဗျာ။